အားလုံးပဲမင်္ဂလာပါရှင်။မွန်လေး Oreo Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်။မွန်လေးခုတစ်ဆက်ပေးမယ်ကာတွန်းပုံမြင်လေးကတော့စီကဲမလိုက်နာတဲ့ကြာကလေးပူပူဆိုတဲ့ကာတွန်းပုံမြင်လေးကို ပြောပြမှာဖြစ်ပါရယ်ရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Oreo Boy YouTube Channel လေးကို like and subscribe လေးနှိပ်ပြီးတော့ကြပါအောင်ရှင်။ကျေးဇူးအများကြီးတင်ပါရယ်ရှင်။တခါကစိမ့်များများလို့ခေါ်တဲ့တောအုပ်ထဲမှာ တရိษံမျိုးစုံ နေထိုင်ကြရတယ်။သူတို့ဟာအချင်းချင်းမိဖွဲ့နေထိုင်ကြပြီးတအိုးကိုတအိုးကုညီရိုင်းမင်းကနေထိုင်ကြရတယ်။ဒါအပြင်ပျော်ပွဲရှင်ပွဲအနေနဲ့မိစုံစားပွဲကိုတစ်နှစ်တစ်ခါပြုလုပ်ကြရတယ်။ဒီနှစ်အတွက်မိစုံစားပွဲကိုတော့တောအုပ်ကြီးရဲ့အနီးမှာကျင်းပဖို့တက်မှတ်ထားတယ်။ကြားလေးပူပူရိုမီတာစုကစင်မြင့်တဲ့အနီးဆုံးစပွဲဝိုင်းမှာရှိနေပြီ။ မြောက်ကလေးညညတို့မိသားစုကဆင်းမြင့်ရှိကတက်ပင်ပေါ်မှာနေရယူကမိချောင်းလေးပြပြတို့မိသားစုက ရေကန်ထဲမှာပေါ်စပွဲကိုတော့စင်ကလေးမုံမုံရဲ့အချက်ပေးတန်နဲ့အတူစတင်မှာပါဖြစ်ပါရဲ့ဘဝုံကြီးဦးလေးမိုးကတစ်သီးဆောင်ယူလာပြီးကျက်တိကြီးအန်ငယ်တို့ကအသားအချို့ကို ယူဆောင်လာပါတယ် ကြားလေးပူပူဟာအစာအသောက်တွေကိုကြည်ပြီးဘိုင်အလွန်စားလောင်လာပါတယ်။ညညရေးပွဲကစားဖို့လူသေးတယ်ကွလူကြီးတွေမသိအောင်ငါတို့အရင်ယူစားကြရအောင်။ပူပူမင်းဒီလိုလုပ်လို့မဖြစ်ဘူး။ဒါစီကံဖောက်တာပဲ။ပူပူဟာစီမင်းစည်းကမ်းတွေကိုမလိုက်နာသလိုလူကြီးတွေရဲ့စကားကိုလည်းနားမထောင်ကျင်သူဖြစ်တယ်။ပူပူဟာစိတ်ဆိုးပြီးထွက်လာခဲ့တယ်။ အဲ့ဒီချိန်မှာပဲမြေခွေးတကောင်ထွက်လာပြီးမင်းပိုက်စာနေရလားငါတို့စီကဇပွဲကိုလိုက်လာခဲ့ပါလားပုံမာကစားကျင်နဲ့စားစီရာတွေစိတ်ကြိုက်ယူစားလို့ရတယ်ပူပူဟာ မြေခွေးစကားကိုယုံစားမိပြီးသူ့နောက်ကိုလိုက်သွားမိတော့တယ်မြေခွေးနောက်လာရင်စိတ်များများတောအောင်နဲ့တဖြည်းဖြည်းဝေးကွာလာလို့ကြောက်စိတ်တွေဝင်လာတယ်ကျွန်တော်မလိုက်တော့ဘူး ဟာ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 ဘယ်ရမလဲကောင်လေးယာမင်းအသားကိုစားဖို့ငါရဲ့မိသားစုကစောင့်နေကြတယ်မင်းလိုက်ကိုလိုက်ရမယ်ကြားကလေးဘူဘူဟာ အလွန်ကြောက်လန့်သွားပြီးအော်ဟစ်ငိုကြွေးပါတော့တယ်အဲ့ဒီချိန်မှာပဲပူပူရဲ့အဖေကဝေါင္ကနဲအော်တန်ကြီးနဲ့အတူမြေခွေးကိုမောင်းထုတ်လိုက်ပြီးပို့ကိုကယ်လိုက်ပါတယ်ပူပူနဲ့မြေခွေးတို့ထွက်သွားတာကိုညိုညိုကလှမ်းမြင်လိုက်လို့ပူပူအဖေကိုခေါ်ပြီး လိုက်လာကြပါရဲ့အဲ့ဒီနောက်ပိုင်းကစလို့ပိုပိုလေးဟာစီကံလိုက်နာပြီးလူကြီးမိဘတွေရဲ့ဇကားကိုနားထောင်နေကြားလိမ်မာလေးတကောင်ဖြစ်သွားပါတော့တယ် အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် အခုတင်ဆက်ပေးခဲ့တဲ့စီကံမလိုက်နာတဲ့ကြားကလေးပို့ဖို့ဆိုတဲ့ကာတွန်းပုံရင်းလေးကိုအဆုံးထိတိရှိနာဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံရင်းလေးတွေကြည့်ကြည့်ရင်လည်းမွန်လေး Oreo Boy YouTube Channel လေးကိုလိုက်ရန် Subscribe လေးနှိပ်ပေးသွားကြပါဦးရှင်ကျေးဇူးများတင်ပါတယ်ရှင်